်မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမောက်မြို့တယ်ပြန်ဝင်နိုင်ဖို့ကြိုးစားတဲ့စစ်တပ်နဲ့ SNL တည်ဆုံထိခိုက်သူများလို့ပြန်ဆုတ်တယ်ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းဗမောက်မြို့တယ်ကိုဝင်ဖို့ကြိုးစားနေတဲ့စစ်တပ်နဲ့ရှမ်းနီတန် SNL တပ်တွေကိုဒေါ်လန်ရေးတပ်တွေကခုခံတိုက်ခိုက်နေတာကြောင့်စေအုပ်စုဘက်မှတည်ဆုံထိခိုက်များနေတယ်လို့ရှမ်းတန်းသတင်းရင်းမြစ်တအုပ်ကသတင်းဌာနကိုပြောပါတယ် နေစင်ဒီပါလီကျောင်းဖြစ်ကူနဲ့မျိုးတဲကိုပြန်ဝင်ရောက်နိုင်ဖို့ကြိုးစားနေပေမယ့်တေဆုံသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုတဲပြီးစစ်အုပ်စုကဖြတ်ဆုပ်နေတယ်လို့ဆိုပါရယ်။နိုင်ပိုင်းလောက်နဲ့ဆယ်ယောက်လောက်တည်တာလို့ရှေးတန်းရဲဘော်တအူးကဗမောက်တိုက်ပွဲအခြေအနေကိုရှင်းပြပါရယ်။နိုဝင်ဘာ18ရက်ကဗမောက်ပြည်အဓိကနာတလနေဆက်ဒီတာနဲ့တိုင်းရင်းသားလူမျိုးများဖွင့်ပိုးတိုးတက်ရေးတင်နန်းချောင်းကုန်းကိုစစ်အုပ်စုကဖြတ်ရပြီးမျိုးတဲကိုဝင်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါရယ်။နာတလကုန်းကိုခံစစ်အသေးချပြင်ထားတယ်။ ယူရဲကတ်တဲ့ကမရတော့နာတာလာဘက်ပြန်ဆုတ်တယ်လို့ဗမောက်စီရီသတင်းရင်းမြစ်ကပြောပါတယ်။နိုဝင်ဘာလအတွင်းဗမောက်တိုက်ပွဲမှာစစ်အုပ်စုစီကအသေးခံဒရုန်းတွေသိမ်းဆည်းရရှိခဲ့ပြီးဖက်ပြောင်းခုလုံလာတဲ့ SND တပ်ဖွဲ့ဝင်အချို့ပါရှိတယ်လို့သိရပါတယ်။မြို့အနောက်ဘက်ခြမ်းကနေတံပြတ်ထိုးစစ်ဆင်လာတဲ့စစ်တပ်ကအင်အား900ဝန်းကျင်ရှိနိုင်ပြီးဇကိုင်းခြေဆိုင်တပ်မ33လက်အောက်ခံတရင်အချို့အားဖြည့်ထားတဲ့အပြင်အရင်မြို့နယ်အတွင်းတက်ဆွဲခဲ့တဲ့တပ်မ89လက်အောက်ခံတရင်တွေလည်းပါဝင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောထားပါတယ်။ ဗမောက်မျိုးကိုအမတ်၁စစ်ဒေသကိုကဲမှုနဲ့ PDF တွေအပါဝင်ဒေါ်လာရေးတက်တွေကစက်တင်ဘာ၂၀ရက်မှာတင်ပိုက်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ကအင်အားထက်ပြေးပြီးလေကြောင်းပစ်ကူတုံးကမျိုးကိုပြန်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။စစ်ရေးအခြေအနေတွေအတွက်ဗမောက်မျိုးမှာရက်ကန့်တတ်မရှိညမထွက်ရအမိန့်ကိုကာကွယ်ရေးတက်တွေကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမြဝတီမျိုးတောင်ပတ်မှာတိုက်ပွဲဆက်ဖြစ်နေပြီးထိုင်းဘက်လည်းလက်နက်ကြီးကြားလို့စစ်ရှောင်းအချို့ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့တောင်ပံမင်းလက်ပံရွာမှာဒီနေ့နိုဝင်ဘာ30ရက်မနက်ပိုင်းမှာစစ်ကောင်စီတပ်နဲ့ KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကြားတိုက်ပွဲဆက်ဖြစ်နေတယ်လို့စစ်ရှောင်းတွေစီကသိရပါတယ်။ထိုင်းမြန်မာနယ်စပ်နေချာတောင်ရင်မြစ်ပြည်မှာရှိတဲ့မင်းလက်ပံရွာမှာဖြစ်ပွားတဲ့တိုက်ပွဲမှာလက်နက်ကြီးအချို့ထိုင်းဖက်ခြမ်းကြားရောက်ရှာမှာမြန်မာစစ်ရှောင်းတွေတွားရောက်နေထိုင်နေတဲ့တန်းလျားပေါ်ကြားရောက်ပောက်ကွဲခဲ့တယ်လို့စစ်ရှောင်းအချို့ကဆိုပါတယ်။ တန်ရပေါ်လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တာကြောင့်စစ်ရှောင်းတို့ဦးထိခိုက်ဒဏ်ရာရပြီးအဲ့ဒီအထက်ကတအုပ်ကတော့စိုးရိမ်ရတဲ့အတွက်ဆေးရုံပို့ထားတယ်လို့သိရပါတယ်။အတော်ကြီးတစ်ယောက်ကလေးနှစ်ယောက်ထိတယ်။ကလေးတစ်ယောက်ကတော့စိုးရိမ်ရတယ်။စစ်ရှောင်းတန်လျာကိုထိတာလို့စစ်ရှောင်းတအုပ်ကပြောပါတယ်။လက်နက်ကြီးကိုမြောက်ပြည်တောင်ဘက်လက်ခတ်တောင်မှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကပြစ်ခတ်တာဖြစ်နိုင်တယ်လို့စစ်ရှောင်းတွေကယူဆထားပါတယ်။ ထိုင်းနယ်စပ်သတင်းတွေမှာလည်းဒီမနက်9နာရီအချိန်ခန့်ကထိုင်းနိုင်ငံမဲကိုကင်းရွာဘက်ကိုမြန်မာဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီး၅လုံးကျောက်ပောက်ခွဲခဲ့ပြီးမြန်မာနိုင်ငံသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အဆောက်အဦတွေထိမှန်ပြသခဲ့တယ်လို့ဖော်ပြကြပါတယ်။မြောက်ပြည်မြို့တောင်ဘက်မင်းလက်ပံရွာအနီးကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ6ပူးပေါင်းတပ်တို့အကြားပြီးခဲ့တဲ့ရက်ပိုင်းနိုဝင်ဘာ22ရက်မှာတိုက်ပွဲတွေစဖြစ်ခဲ့တာပါ။တိုက်ပွဲကြောင့်လက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံထဲကျောက်ခဲ့တဲ့အတွက် ထိုင်းစစ်တပ်ကမိကိုပုံးတွေနဲ့အချက်ပြပြန်လည်ဖိခတ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။ဆက်လက်ပြီးစင်လန်ကိုရိတ်ခါလာပို့တဲ့အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းအရကတတ်တော် AA နဲ့ပူပေါင်းတပ်တို့ဤလျှက်တပြတ်တိုက်ခိုက်မှုအတွင်းစေဦးထက်မင်းတည်ဆုံမှုဆိုရိုးပေါ်ရှိနေရာတချို့တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီးအကြမ်းဖက်စစ်အုပ်စုအထိနာတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရှခိုင်ဘကိုရိုးပေါ်ရှိစင်လန်စခန်းကိုရှိတ်ခါလာဖို့ဒီအကြမ်းဖက်ဆဲကြောင်းဒီအရက်ကတက်တော် AA နှင့်ပူပေါင်းတက်တို့ဤလျှက်ပြတ်တိုက်ခိုက်မှုအတွင်ဇဲဦးထက်မင်းတည်ဆုံသွားကြောင်းသတင်းရရှိပါရသည် ်မကိုတိုင်ပတောင်မြို့နယ်အုပ်ရှိပင်မြို့အပိုင်းညောင်ချေတောက်ဘက်မှရိုးပေါ်ရှိဆင်းလန်းစခန်းကိုရှေးခါလာပိုးသည့်အင်အား90ခန့်ပါအကြမ်းဖက်စစ်တပ်၏စစ်ကြောင်းမှရမန်နီနိုဝင်ဘာ28ရက်နေ့လယ်12နာရီကျော်ခန့်ကအေအေနှင့်ပူးပေါင်းတပ်တို့၏လျှက်တပြက်တိုက်ခိုက်မှုကြောင့်စေဦးထက်မနေတိဆုံးသွားခဲ့ရတယ်ဟုဗီဗီစီရေးသတင်းရင်းမြစ်တအူးကသတင်းဌာနကိုပြောပါရယ်အေအေဦးဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေကသူတို့အလာကိုစောက်ပြီးထုံခိုးတိုက်တာရဲရပြတိုက်တာပေါ်ပျောက်ကြစနစ်နေ၁၀ရောက်လောက်တော့တည်တယ်လို့ခံမှန်းနေဒံယာရတာတွေလည်းပါတယ်ဟုပြောပါရယ် ထောက်ပို့လာသည့်စစ်တောင်းအားအကြမ်းဖက်စစ်တပ်ကဆင်လန်စခန်းမှဆင်းပြီးစစ်ကူတိုက်ခိုက်ခဲ့ကတိုက်ပွဲမိနစ်အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက်ဒဏ်ရာရသူများနှင့်ရေခါများအားဆင်လန်စခန်းသို့ယူဆောင်သွားသည်ဟုဒေသခံတအုပ်ကသတင်းဌာနကိုပြောပါရယ်ဆင်လန်စခန်းကနေစစ်သားတွေဆင်းခုလို့ပြစ်ခတ်မှုရှိခဲ့တဲ့ဒဏ်ရာရစစ်သားတွေကိုဆွဲထုတ်သွားတယ်ရေခါတွေကိုသူတို့စခန်းကိုယူသွားတယ်ဟုပြောပါရယ်အကြမ်းဖက်စစ်တပ်သည်ရေခါဖြတ်တောက်ခံရသည်မှာလာနေချီကြာနေသည့်အတွက် ထောက်ကူရိတ်ခါများအားစစ်ကြောင်းထုတ်ကောင်မြေပြင်မှလာပို့နေရသည့်အတွက် AA နှင့်ပူးပေါင်းတော်လှန်ရေးတပ်ထံမှကြာခဏဈာဖြတ်တိုက်ခိုက်ခံရပြီးအထိနာအကြဆုံးမှုများပြားလျက်ရှိကြောင်းသိရပါသည်။ AA သိမ်းထားသည့်ညောင်ကျိုးစခန်းကိုရယူရန်ကြိုးပမ်းနေသည့်အကြံဖတ်စစ်တပ်နှင့် AA ဦးဆောင်သည့်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့နှင့်အကြံဖတ်စစ်တပ်တို့မှယနေ့နိုဝင်ဘာ29ရက်နေ့တွင်လည်းလီလာတောင်တောင်ချေရင်အနီးတွင်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟုသူကဆက်ပြောပါသည်။လီလာတောင်ကနေညောင်ကျိုးစခန်းကိုရှာဖို့တိုက်နေတာကြပြီးမတိုးနိုင်ဖြစ်နေတာ။ ဒီနေ့မနက်တောင်ချေရင်အနီးမှာတိုက်ပွဲဖြစ်နေတယ်ဟုပြောပါရယ်။ရှေးခါဖြတ်တောက်ပိတ်ဆို့ခံထားရတဲ့အကြံဖက်စစ်တပ်0.666စက္ကန့်တည်းလေ AAE လက်နက်ကြီးစနိုက်ပါတို့ဖြင့်ပစ်ခတ်ခံရကအထိနာကြဆုံမှုများပြားနေကြောင်းစစ်ရေးတရရင်မြင့်များကအတည်ပြုပြောဆိုပါရယ်။အကြံဖတ်စစ်တပ်ဘက်မှ AA နှစ်ဒေါ်လာရေးတပ်ဖွဲ့များအားစစ်ကြောင်းထိုးခြင်းရိတ်ခါပိုးသည့်အခါတွင်လည်းခင်း၆ဒရုန်းများအသေးကန်ဒရုန်းများဂျက်ဖိုက်တာများကိုအများအပြားသုံးကာတိုက်ခိုက်သည့်အတွက် AA2 ဒေါ်လာရေးတက်ဖွဲ့များဘက်မှအလစ်တုပ်ကလျှက်တပြတ်ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်နေရကြောင်းသိရပါတယ်။ဆလဘီသမရနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်နိုင်ငံ၏အကျဉ်းသားများချန်နေ၍စစ်ကော်မရှင်တန်တွင်နိုင်ငံတကာ PR ဆက်ရှိနေတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်ကော်မရှင် ပြီးတော့လူငယ်ချမ်းသာခွဲတွင်တမရအဦးဝင်းမြင့်နှင့်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများကြန့်ရှိနေသောကြောင့်စစ်ကော်မရှင်ထံတွင်နိုင်ငံတကာ PR ဆက်ရှိနေကြောင်းသိရပါသည်မြမအရေးနှင့်ပတ်သက်၍နိုင်ငံတကာဤတူညီသောဆန္ဒများတွင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလုံးပြန်လွတ်ပြီးရန်ပါဝင်တွေ့ဆုံဆွေးနွေးမှုတိုက်တွန်းချက်များရှိနေသည့်ဖြင့်နိုင်ငံတကာ PR များဆက်လက်ရှိနေနိုင်ကြောင်း ISP မြမဤထုတ်ပြန်ချက်ကဖော်ပြထားပါသည် စစ်ကော်မရှင်သည်ပြီးခဲ့တဲ့ရက်ပိုင်းတွင်၎င်းတို့ရွေးကောက်ပွဲအတူကိုမဲပေးနိုင်ရေးအတွက်ဟုဆိုက905ကကြီးဖြင့်ဖမ်းဆီးထားသူ900ကျော်နှင့်အမှုဖွင့်ထားသူ9000ကျော်ကိုလွှင့်ငိမ့်နှင့်လွှင့်ငိမ့်သက်သာခွင့်ပေးခဲ့ပါသည်စစ်ကောင်စားဖို့ကြောင့်မှုကြီးမြောင်လိုက်သည်အာနာသိမ်းထားသည့်9နှစ်အတွင်းဒေါ်အောင်ဆန်းစုကြည်နှင့်သမရာကြီးဦးဝင်းမြတ်ပါဝင်ထိပ်ပိုင်းကောင်းဆောင်များနှင့်ဆန္ဒပြရာတွင်ပါဝင်သည့်ပြည်သူများကိုဖမ်းဆီးထားခြင်းဖြစ်ပါသည် စစ်ကော်မရှင်ပြီးတော့9နှစ်အတွင်းလူငင်းချမ်းသာခွင့်18ကြိမ်ရှိပြီးအကျဉ်းသားအကျဉ်းသူ32916ဦးပြန်လည်လွှတ်ပေးရတွင်နိုင်ငံရေးအကျဉ်းသား15444ဦးပါဝင်ပြီးနိုင်ငံရေးအကျဉ်းသားပါဝင်မှု73.8%ခန့်သာရှိကြောင်းမြန်မာမဟာဗျူဟာနှင့်မူဝါဒလိလရေး Institute ISP ထံကသိရပါတယ်။မတရားဖန်ဆီးခံရသည့်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများကိုချွင်းချက်မရှိပြန်လွှတ်ပေးရန်ဥရောပပါလီမန်ကသတင်းထုတ်ပြန်ထားပါသည်။ ဆက်လက်ပြီးမြန်မာရွေးကောက်ပွဲဟာနှိတ်ခုမှုနဲ့မတည်ငြိမ်မှုတိုးလာစေနိုင်ဟုခုလသတိပေးတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဒီဇင်ဘာလနောက်ပိုင်းမှာပြုလုပ်မဲ့ရွေးကောက်ပွဲဟာအကြောက်တရားအကြမ်းဖက်မှုနဲ့နိုင်ငံရေးဖိနှိပ်မှုရှိနေပြီးလူထောင်ကြီးထိမ့်သိမ်းခံရရဆဲဖြစ်ကအထူးကနိုင်ငံရေးပါတီတွေရွေးကောက်ပွဲရှင်ပြိုင်ွက်ပိတ်ပင်ခံထားရတယ်လို့ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ်စစ်တပ်ထိန်းချုပ်ထားတဲ့ရွေးကောက်ပွဲကိုအကြောက်တရားချိန်ချောက်မှုနဲ့အကြမ်းဖက်မှုတွေနဲ့ပြုလုပ်ခါနိုင်ငံရေးပါဝင်ခွင့်ကိုဖိနှိပ်ထားတယ်လို့ ူလာတမကလူခွင့်ရေယုံမှပြောရေးဆိုခွင့်ရှိသူဂျယ်ရီမီလော့ဖရင်ကပြောပါရယ်အထက်ကနိုင်ငံရေးပါတီတွေကရွေးကောက်ပွဲမှာရှင်းပြိုင်ခွင့်ပိတ်ပင်ခံထားရပြီးဒီမိုကရေစီနီကျရွေးကောက်ခံအစိုးရအဖွဲ့ဝင်တွေနဲ့နိုင်ငံရေးကိုယ်စားလှယ်တွေအပါအဝင်နိုင်ငံရေးအတိုက်အခံ3000ကျော်ဟာအာဏာသိမ်းမှုနောက်ပိုင်းထိမ့်သိမ်းခံထားရတယ်လို့၎င်းကဆိုပါရယ်မြန်မာစစ်တပ်ကစစ်ပေးရှောင်တွေကိုမထည့်ဖို့နေထိုင်ရာရွာများသို့ပြန်ဖို့အမိန့်ပေးခဲ့တယ်ဆိုတဲ့သတင်းတွေကိုကုလသမဂ္ဂကစုံစမ်းစစ်ဆေးနေတယ်လို့သူကဆက်ပြောပါရယ် နိုင်ငံတော်အကြီးအကဲပြတ်မှုနဲ့စွဲချက်တင်ခံထားရတယ်။အတိုက်ခံနိုင်ငံရေးသမား၄000ကျော်ကိုမြန်မာစစ်ကော်မရှင်ကလွန်ကြိမ်ချမ်းသာခွင့်ပြုခဲ့တယ်လို့ Lawrence ကပြောပါတယ်။မြန်မာနိုင်ငံမှာပြုလုပ်မဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာမလုံခြုံမှုနဲ့အကြောက်တရားကိုအမြင့်တွေ့စေမှာဖြစ်ပြီးအကြံဖတ်မှုတွေအဆုံးသတ်ရင်လည်းလူသားချင်းစာနာမှုအကူအညီစီစဉ်ရေးဟာထိတ်တန့်ဦးစားပေးဖြစ်ရမယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီး Volker Truck ကပြောပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။